တော်လမ်းပြည်သူအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ line ပေါ်မှာပြည်သူတွေကိုအများနဲ့ပြောတယ်ပေါ့နော်ဘယ်နာမှဘယ်နဲ့ဘယ်နဲ့ကောင်းတည်သွားတယ်ဘယ်နာမှဘယ်လိုမျိုးဖြစ်သွားတယ်ပေါ့တချို့တော့ဘောမတွေကမင်းတို့က line ပေါ်ကနေပြီးတော့အာသံပြောင်းပြောနေတာလားတဲ့နော်အခုကျွန်တော်ချပြမဲ့ video လေးတစ်ချက်ကြည့်လိုက်ပါဖုံးဖုံးဝါတဝါတပည့်တွေပေါ့နော်ဝါတဝါတပည့်တွေကြည့်လိုက်ပေါ့နော်ဝါတဝါတပည့်တွေစပါးကင်းထဲမှာစပါးကင်းကြီးကြာ စပားရိတ်နေတာနော်စပားခင်းထဲမှာစပားရိတ်နေကြပါတယ်နောက်ပြီးတော့ဟိုဘက်ခင်းကစပားကလည်းဝဲမကောင်းဘူးဆိုတော့မြေဩဇာလက်ကျွေးတဲ့ဖွဲ့ပါဒါစပားခင်းထဲမှာစပားရိတ်ရင်လည်းမြေဩဇာကျွေးတဲ့ဖွဲ့ဖုံဖုံဝါတော်ကတပည့်တွေပေါ့နော်အားလုံးပဲလေးစားပါတယ်နော်အဲကျွန်တော်ဒီဗီဒီယိုလေးကိုခြားပြတဲ့အချိန်မှာကျွန်တော်အကောက်ထိနဲ့ထိလိုက်မယ်ဒါပေမဲ့နောက်တချို့တော့ဘောမတွေကိုသိစေချင်တာပေါ့နော်ဖုံဖုံဝါတော်ကတပည့်တွေစပားရိတ်နေတာလေးသိကြလို့ပါနော်ကဲ စပါးရည်နေတဲ့ကောင်တွေတစ်ချက်ရှိုးလိုက်ဒေါ်လန်ပြည်သူအားလုံးပဲမင်္ဂလာပါဝမ်းသာစရာတည်ငောင်းကြီးပါနော်ဘိုးကြီးတဦးအပါဝင်စကားစ၃កောင်တည်ရဆိုတဲ့တည်ငောင်းကြီးပေါ့ဘာမှတည်တာလဲဆိုတော့စင်ပောင်ဝဲစကားစရင်နှစ်စီးကိုပြက်ကတ်တိုက်ခိုက်ခဲ့ရဘိုးကြီးတဦးအပါဝင်စကားစ၃ဦးတည်ဆုံးသွားတယ်လို့ကျွန်တော်သိရပါတယ် ခင်းလိုက်တဲ့နေရာကမကွေးတိုင်းတရက်ခရိုင်စင်ပေါင်ဝဲမြို့နယ်အချမ်းဘတ်စစ်ကောင်စီရင်နစည်းကိုတရက်ခရိုင်တက်ရင်ငားမှာ PDF ရဲဘော်တွေနိုဝင်ဘာလ16ရက်နေ့မှာပြစ်ကတ်တိုက်ခိုက်ခဲ့ရဗိုလ်ကြီးတဦးအပေါင်ပဲစကားစခွေး3ဦးတိတ်ဆုံးပြီးတော့ဂန်းနှစ်လက်တင်းစီရရှိခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်ဒါစင်ပေါင်ဝဲမြို့နယ်ကိုပင်တကရလမ်းပိုင်းမြင်းဒီပိုင်းမှာမြင်းဒီလမ်းပိုင်းတွင်မှာတနေရာကိုဥတီမောင်းနှင်းလာတဲ့တန်ကြပ်ကား ကာတစည်းနဲ့ကားလေးတစည်းတို့ကိုညနေ၄နာရီ၆မိနစ်မှာပြက်ကတ်တက်ခိုက်ခဲ့ရာဗိုလ်ကြီးစိုးကိုမောင်အပါဝင်စကားစတပ်ဖွဲ့ဝင်၃ဦးတေဆုံးခဲ့တယ်လို့ဆိုပါတယ်ထိုတိုက်ခိုက်မှုအတွင်းမှာစကားစထံမှာ AK ခောက်တင်တလက်79တရင်တလက် MA တွဲ MA တွဲ GA တခုနော်နောက်နောက်ပြီးတော့ G အတောက်20 40မမ6လုံးလက်ကင်ဖုံးတစ်လုံးနဲ့ယူနီဖောင်းတစ်စုံတို့ကိုတိတ်စီရရှိခဲ့တယ်လို့ပြောပါတယ် ဒီတိုက်ခိုက်မှုကိုတရက်ခံရအမှတ်ငါတက်ရင်မှရဲဘော်တွေလမ်းကြုံပြက်ကတိုက်ခိုက်ခဲ့တယ်လို့လဲဆိုပါတယ်စောင့်ပြီးပြစ်တာမဟုတ်ဘူးเนาะလမ်းကြုံလို့လမ်းကြုံလမ်းကြုံလို့ခွေးတက်ခဲ့တာပေါ့ဗျာเนาะအဲနောက်ပြီးတော့ကျွန်တော်ချပြပေးတဲ့ဗီဒီယိုဖိုင်ကဘေးနားမှာဂန်းနှစ်လက်ပါတယ်တင်းစီရမိတဲ့လက်နှက်တွေပေါ့เนาะဒါ TikTok ကလက်မခံဘူးကျွန်တော် uniform ကဗတ်တစိပ်ပဲကျွန်တော်ချပြချပေးတာဖြစ်ပါတယ်အားလုံးပဲလေးစားပါတယ်ဗျာ KDB KDB သွားပြီးတော့ KDB ကနေပြန်လာတဲ့အချိန်မှာအဖမ်းခံလိုက်ရတယ် ကမ္မမျိုးကပြည်သူစစ်ခေါင်းဆောင်နဲ့အတွင်ရင်မူတည်ဆုံးတယ်ဆိုကျွန်တော်သိရပါတယ်။မကွေတိုင်းတရက်ခရိုင်ကမ္မမျိုးနဲ့ဒီပြကြီးလမ်းမှာပြည်သူစစ်ခေါင်းဆောင်နဲ့အဖွဲ့မောင်းနေလာတဲ့အဖြူရောင်ကားကိုပြက်ခတ်ဖမ်းဆီးခဲ့တယ်လို့ကမ္မမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကနေပြီးတော့နိုဝင်ဘာလ16ရက်နေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီပြက်ခတ်မှုမှာပြည်သူစစ်အမာခံတပ်သားအောင်မြိုင်ပွဲချင်းပြီးတည်ဆုံးခဲ့ပြီးတော့ခေါင်းဆောင်အောင်ဝင်းနဲ့အတွင်ရင်မူရဲအောင်တို့ပကဖကဖမ်းဆီးသွားတယ်လို့ပြောပါတယ်။ ူစောကြီးကောင်းဆောင်အောင်ဝင်းနဲ့အတွင်းရင်မှုရဲအောင်တော့မှဒံရန်ရတွေ့ထွက်လွန်ပြီးစစ်စေးမင်းမြတ်ရတိတ်ဆုံးသွားတယ်လို့ကမ္ဘာမြို့နယ်ပကပကထုတ်ပြန်ထားပါတယ်။ဒါပြစ်ခတ်မှုအပြီးမှာပဲဖုန်းနဲ့နော်ဒါတက်သေးကန်တွေကိုတင်းစီကကားဝမီရှိုးဖြက်စီခဲ့ကအောင်ဝင်းရဲ့အောင်ကို အောင်ဝင်းရဲ့ရဲအောင်တို့ကိုနှစ်ဦးလုံးကိုဖမ်းဆီးခဲ့တာလို့ဆိုပါတယ်ဗျာနော်။ဒါအုံချစ်ပင်မြို့နယ်ကီတီဘီကနေပြန်လာတဲ့အဖွဲ့ပေါ့။